ှက်ရှုမှုကောင်းပြီးတော့ရာတာအပြီးဘဝအာဏာတင်နေပါရရှိစီမဲ့စာအုပ်တွေနဲ့ပတ်သက်ပြီးဆွေးနွေးရင်းနဲ့ review ပေးရရှိရဲကျမတို့ရဲ့ The Book Spot အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ကျမတို့အစီအစဉ်ရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်။ဒီနေ့အစီအစဉ်အတွက်ကျွန်တော်ရွေးချယ်ထားတဲ့အစာအုပ်လေးကတော့ဆရာမဆူရှာမီရဲ့ရှင်တန်ချင်းရဲ့အထင်ပြဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်။ဒီပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရစေနော်။ ဖြစ်တော့ငါရဲ့အခက်ခဲတွေကြောင့်ပါပြင်ပနေမယ်ဆိုတာသိပါရဲ့ကိုယ့်ရဲ့ဘဝအတွက်အကျိုးစားရခြင်းတွေဟာမြဲတော့လဲတက်တော့တသားပဲဖြစ်ပါမယ်ဒါဟာဘဝအမဲပေါ့ကွယ်ပျော်စရာကောင်းတဲ့နေ့ရက်တွေရှိသလိုဝမ်းနဲ့ရတဲ့နေ့ရက်တွေလည်းရှိမယ်လွယ်ကူတဲ့နေ့ရက်တွေရှိသလိုထက်ခဲတဲ့နေ့ရက်တွေလည်းရှိမယ်ကြည်နေတဲ့နေ့ရက်တွေရှိသလိုရှောက်ထွေးပွေလီနိုင်တဲ့နေ့ရက်တွေလည်းရှိမယ်ဒါရီအားလုံးဟာငါတို့ရဲ့ဘဝ rhythm of life ဘဝရဲ့အစီအချက်တွေပါပဲဘဝရဲ့အစီအချက်တွေကြောင့်မှသယောညီချွေရှိအောင်နေတတ်ရမယ်ပျော်ပြောင်းလွယ်ရမယ်ဝင်ဆက်လွယ်ရမယ်ဘဝကိုကြင်ကြင်ခံနိုင်ရမယ်ကိုင်းညွတ်လွယ်ပြီမယ်ကျိုးမတော့အောင်နေရမယ်ဒီနေ့အချိန်အကောင်းဆုံးကြော်ဖြတ် insight လာခဲ့တာမို့ရှေ့ဆက်ပြီးတော့လဲအကောင်းဆုံးကြော်ဖြတ်နိုင်မယ်ဆိုတာကိုမယုံပါနဲ့အားအင်းနေရှိသေးရမို့လားလာပါငါတို့အတူရှေ့ဆက်သွားကြမယ် ီနေ့နူးနဲ့ The Boss Boy ရဲ့အပိုင်းနဲ့အတန်သွင်းကြမယ်လို့ပြောထားပဲ။ဒီနေ့နူးကအခုထိမလာသေးပါလား။ဖုန်းဆက်ကြည့်အောင်ပါပဲ။ Hello Ori. Hello နူး။ဒီနေ့ကျွန်တော်တို့အစီအစဉ်ရဲ့အပိုင်းနဲ့လှုပ်ပွရွှေရလေးမလာသေးဘူးလားနူးရဲ့အစွန်ထဲမှာကျွန်တော်ရောက်နေပြီ။အာအင်ပြောနေရ Audrey လာပြီလာပြီအခုလာပြီနော်ခဏလေး A few moments later ရောက်ပြီး order ရေးမိုးရွာမိုးလေးနဲ့အိတ်ပြောနေရ။နို့ဒီခေါက်အပိုင်းအတွက်စပြီးရောလုပ်ကြ။ဖတ်ရှုလို့ကောင်းပြီးတော့ရတာအတိဘဝအာနိသင်တွေမှာရရှိစီမဲ့စာအုပ်တွေနဲ့ပတ်သက်ပြီးဆွေးနွေးရင်းနဲ့ review ပေးရရှိရဲ့ကျမတို့ရဲ့ The Book Spot အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးကတော့ကျမတို့အစီအစဉ်ရဲ့အပိုင်းနှစ်ပဲဖြစ်ပါတယ်။ကျမကတော့နူပါ ကျွန်တော်ကတော့နူးနဲ့သူတွဲဖက်တင်ဆက်ပေးသွားမယ်အော်ဒီပါဒီနေ့စီစဉ်အတွက်ကျွန်တော်ရွေးချယ်ရတဲ့အစားအလေးကတော့ဆရာမဆူရှာမီရဲ့ရှင်တန်ချင်းရဲ့အချိန်ပဲဆိုတဲ့အစားအလေးပဲဖြစ်ပါတယ်ဒီအစားအလေးထဲမှာဆိုရင်အဓိက topic အနေနဲ့ကအမှားစာရှင်တန်ချင်းရဲ့အချိန်ပဲနာကျင်မှုများကြောင့်အရှင်တန်ချင်းတက်သည့်ရှိသောရှင်တန်ချင်းနောင်နာကင်းသောရှင်တန်ချင်းဟန်ချက်ညီသောရှင်တန်ချင်း ခြေတော်ငါချံပေးရအစားဆိုပြီးတော့ topic ခုနှစ်ခုရှိပြီးတော့ topic တစ်ခုချင်းစီကို sub topic လေးတွေနဲ့ချက်ခွဲပြီးတော့ရေးသားထားပဲဖြစ်ပါရင် ဟုတ်ပါရဲ့ဒီလိုမျိုး set top လေးခွဲထားကြအောင်မလို့စာဖတ်သူရဲ့အနေနဲ့အကယ်၍ကိုကစာဖတ်ဖို့အချိန်အများကြီးမပေးနိုင်ဘူးမအားနေဘူးဆိုရင်တော့မှဒီနေ့ကို set top တစ်ခုစီတစ်ခုစီဒီဖြည်းဖြည်းချင်းနဲ့ဖတ်သွားလို့လည်းရပါတယ်ဒီတော့ audio ရေဒီစာအုပ်လေးကလေခေါင်းစဉ်အတိုင်းပဲရှင်သန်ခြင်းနဲ့ပတ်သက်ပြီးတော့အတိပ္ပယ်ရအမျိုးမျိုးဖွင့်ဆိုချက်တွေအမျိုးမျိုးနဲ့ဖွင့်ဆိုထားတာနော်ဟုတ်တယ်တို့ရဲ့ပထမအုပ်ဆုံး topic မှာလေပြောမပြောသွားလူတွေကကိုကိုဘာကြောင့်ရှင်သန်နေရလဲဆိုတာကိုသိဖို့လိုရတဲ့ ဲ့ဒါပါကိုဖွာကိုချစ်သက်နားလေချက်တန်ဖိုးထားတဲ့ကြောင့်ပါရှင်သန်ချင်းတွေကအတိတ်ပဲရှိမှလည်းဘွားကအတိတ်ပဲရှိနေပါလေပြရရှင်တန်ချင်းရဲ့အတိတ်ပဲအကြောင်းပြချက်တွေကကိုကိုပဲဖြစ်တင်တာဆိုရရှိရလေကိုတော့မဟုတ်ပဲဆုံးကြွရှင်တန်နေရဆိုရလေလူရဲ့ အဝေးဖန်မှုတွေစကားတန်နေကြောင့်လူဝင်မဆက်မှာကြောက်လို့အဲကိုနဲ့အဆက်တဲ့နေရာတွေမှာမိရမကအကျိုးဝင်တဲ့လူတွေစိတ်တိုင်းချဖြစ်အောင်ပြင်ပြင်ပြောင်းလဲတယ်သူတို့ပြောင်းတဲ့ပုံစံခွက်တွေမှာလိုက်ပါစီမျောပြီးတော့ကိုယ်ဆန်တတ်မှတ်ချက်တွေကိုကိုကိုရိုင်းရဲ့ချိုးပြစ်တယ်ကိုယ်စိတ်နဲ့ကိုယ်ရှင်းတန်းတာမဟုတ်ဘဲနဲ့အချိန်ပြည့်အခြားသူရဲ့လောက်မှုမှုအောက်မှာနေမိုးနေရတယ်။အဲ့လိုနဲ့ကြာလေးကြာလေးကိုယ်တော့အသက်ရှူရင်းနေတော့သူတို့ကတော့အသက်ရှူကြလာရတယ်။ ဟုတ်တယ်ဟုတ်တယ်ဆရာမပြောသွားတဲ့အဲ့လိုလူတွေတကယ်ရှိရဆိုတာအမှန်သီးလားတက်ရှိတက်တီနီနဲ့ပြရမယ်ဆိုရင်နူးကိုကအရင်ကအဲ့လိုမျိုးပုံစံဖြစ်ခဲ့ရဒီကုကုကိုဘာဖြစ်ရှင်နေဘာလို့ရှင်နေဆိုတော့နားမလဲပဲနဲ့ကွာသူများရဲ့စိတ်ကြည်နဲ့အောင်ဒီအဲ့လူရဲ့စိတ်ဆန္ဒအတိုင်းပဲနေထိုင်မိရဒီသူများရဲ့စိတ်နဲ့အသက်ရှင်နေပြီးတော့ကြာလာတော့ဒီ people pleaser လိုမျိုးဖြစ်လာကိုယ်စိတ်နဲ့မဟုတ်ပဲနဲ့တခြားသူရဲ့စိတ်နဲ့ရှင်သန်နေရလိုမျိုးဆိုတော့တခုခုလုံနေတယ်ကိုကလှုပ်ရှင်နေအရာမဟုတ်တော့ပျော်လဲမပျော်ကြာတော့ ဟိုကိုကိုကိုမပြောဘူးဆိုတာတတိထားမိလာတဲ့အခါမှာပြန်ပြီးတော့အဲ့အရာပြင်ဆင်လိုက်နိုင်တာအဲ့လိုမျိုးအဲ့လိုမျိုးဒီတခြားသူရဲ့စိတ်နဲ့ရှင်သန်တဲ့နေရာကနေထွက်ပြီးတော့မှကိုကိုနားလည်အောင်ကြည်လာမိတာ ပြီးတော့နူးညံ့တဲ့နှလုံးသားတစုံဆိုရယ် set topic မှာဆရာမပြောထားတာလို့လေစိတ်ခန်းနူးညံ့တဲ့သူတွေနှလုံးသားနူးညံ့တဲ့သူတွေကဒီတခြားသူရဲ့အတုံးချစရာအနိုင်ကျစရာလိုပဲပြောပြောအဲ့ဒီလူတွေကြောင့်လည်းရောဒီနူးလို့ရဲ့နူးညံ့နေတဲ့နှလုံးသားကိုမကြောတော့မလုပ်တဲ့ဘာလို့လဲဆိုတော့ဒီလိုမျိုးတစ်ဖက်မှာအဲ့လိုအတုံးချတဲ့သူတွေရှိပေမဲ့လည်းတခြားတစ်ဖက်မှာကနူးလို့စီကနေပြီးတော့မြစ်တာရေးပြီးတော့ဖိမာတာတွေကိုလိုအပ်နေရဲ့လူချင်းတွေအများစုရှိနေသေးတယ်လေ ဟုတ်ပါရဲ့ဒီနှွေးထွေးချင်တာတက်တာကနေအောင်လို့လောကကိုအနှွေးထက်ပြီးပါရင်ဒါကြောင့်မို့ဘသူတွေပါပြောပြောကိုယ့်ရဲ့နှုံညံ့တဲ့နှလုံးသားစုံစုံကိုဆုံးရှုံးပါစေနဲ့နောက်ဆက်ပြီးတော့နောက်ထပ် topic တစ်ခုကိုဆက်သွားကြည့်အောင် အကြောရမျိုးသားတွေကဒီအသက်ရှင်ဖို့အတွက်ဆိုရင် life force energy လို့ခေါ်တဲ့အသက်တအစွမ်းအင်တမျိုးလိုအပ်တယ်။ life force energy ဆိုတာဘာလဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာ prana လို့ခေါ်တဲ့ဝင်သက်ထက်သက်နဲ့အတူစီးဆင်းနေတဲ့ဓာတ်တမျိုးပေါ့နော်။အသက်ရှင်ဖို့အတွက်လိုအပ်တဲ့ force တစ်ခုလည်းဖြစ်တယ်။ life force energy တွေကိုကျွန်တော်ကမမြင်နိုင်ပေမဲ့ခံစားနိုင်တယ်။ဘလို့ခံစားနိုင်လဲဆိုတော့ life force energy တွေကြရတဲ့နေ့မှာဆိုရင်ကျွန်တော်ရဲ့စိတ်ခံစားချက်ကပျော်ရွှင်မှုအဆင်မပြေဘူးလို့ခံစားရတယ်။ life force energy ကြလာကြလာနေမြဘောကအဟန်ချက်ညီကိုခတ်ခဲလိုက်အဲ့ခါကျရင် life force energy ကိုပြန်ပြီးတော့မြင့်တင်ပေးဖို့လိုအပ်တယ်အဲ့ဒါကိုဘယ်လိုမြင့်တင်ရမလဲဆိုတော့ကို body people yourself ဆိုပြီးတော့ pyramid ပုံစံအစ်သုံးစင်းနေဆရာမဆောက်အထက်မှာတေချာလေးရှင်းပြထားပါတယ်နော်အဲ့ဒါလေးကိုသွားပြီးတော့သွားရောက်လေ့လာဖတ်ရှုကြည့်စေချင်ပါတယ် ပြီးတော့ဒီဆောက်ထဲမှာဆိုရင်တင်ပေါ်ရဲ့အိမ်လေးအိမ်ဆိုပြီးတော့ပြောထားရယ်ပေါ့နော်အဲ့အကဒီနူရောကစပြီးတော့လူဖြစ်လာရယ်မွေးဖွားလာရယ်ဒီကမာမြေပေါ်ကိုရောက်လာရယ်ဆိုရယ်ကခိုးလုံးစီကနေရာမရှိရယ်အိုးမဲ့အိမ်မဲ့ဖုတ်ကြအောင်နူရောအားလုံးမှာလူဖြစ်ပြီဆိုတာနဲ့တခါတစ်ချိန်ထဲမှာပဲနူရောမှာအိမ်လေးအိမ်ကိုပိုက်ဆိုင်လာရယ်အဲ့အကဘာလဲဆိုရင်ကမာမြေပြီးတော့နူရောရဲ့ခန္ဓာကိုပြီးတော့စိတ်နှလုံးအိမ်နောက်ဆုံးတစ်ခုကကြတော့နူရောရဲ့မိသားစုတငယ်မိတ်ဆွေတငယ်ချင်းဆိုရယ်ကိုပိုင်း ိမ်လေးလုံးရလာပဲဒီအိမ်လေးလုံးကဆိုလို့ရှိရင်ပထမဆုံးဖြစ်တဲ့ဒီကဘာမြေဆိုတာကနှူတို့မိကိုပြီးနေထိုင်ရတဲ့တဘာဝပေးရဲ့အိမ်တခုပြီးတော့ ဒုတိယအိမ်တလုံးဖြစ်တဲ့နူးရဲ့ခန္ဓာကိုယ်ကဆိုလို့ရှိရင်နူးရအသက်ဆက်ပြီးတော့ရှင်သန်မှုအတွက်အမိတဲ့ပြုတ်ပြီးတော့နေရတဲ့အရာတစ်ခုဖြစ်တဲ့ပြီးတော့စိတ်နှလုံးအိမ်ဆိုတာကကြတော့ဒီသူကနူးရဲ့ကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အတွေ့အကြုံဒီစကတ်နဲ့မလက်အောင်တွင်းရဲ့အတွေ့အမှန်တရားကိုခံစားပြီးရနေရတစ်ခုဖြစ်တော့နူးရအနေနဲ့ဒီစိတ်နှလုံးအိမ်ကိုဆိုလို့ရှိရင်အတက်နိုင်ဆုံးတန်ရှင်းစင်ကြအောင်ထားဖို့လိုအပ်တဲ့အိမ်လေးဖြစ်တယ် အဲ့စိတ်နှလုံးကအေးချမ်းနေမှာနူးရဲ့ဘဝကအေးချမ်းမှာဖြစ်တယ်လို့ဒီစိတ်နှလုံးကကြည်နေနေမှာနူးရဲ့ဘဝလည်းကြည်နေနေမှာပြီးတော့ဒီနောက်ဆုံးဤဖြစ်တဲ့မိသားစုရဲ့မိတ်ဆွေတငယ်ချင်းတွေဆိုတာကရောနူးရဲ့ဘဝမှာခိုးနားစရာခိုးလုံးစရာအိမ်နေဒီလိုမျိုးအိမ်နဲ့တူရဲ့ရင်ခွင်တွေဆက်ဆံရေးဆိုတာကလူတိုင်းလူတိုင်းရဲ့ဘဝမှာမဖြစ်မနေလိုအပ်တယ်ဒါကြောင့်မို့လို့ကိုယ့်အပေါ်မှာကောင်းပြီးရဲ့မိသားစုရဲ့မိတ်ဆွေတငယ်ချင်းတွေကိုဆိုလို့ရှိရင်ကိုယ်ကလည်းပြန်ပြီးတော့တန်ဖိုးထားဖို့ချစ်ချင်းမေတ္တာတွေကိုပြန်ပြီးတော့တွန့်ပြန်ပေးဖို့လည်းလိုတယ် တကယ်လို့နူးရဲ့ဘဝမှာအချိန်အခိုက်အတန့်တစ်ခုမှာမျောလင်းချက်မဲ့လာသလိုပြီးတော့နူးရဲ့ပိုင်ဆိုင်ရင်းတွေပျောက်ဆုံးလာသလိုမျိုးခံစားရပြီဆိုလို့ရှိရင်နူးတို့မှာဒီအိမ်လေးရင်ရှိနေသေးပါလားဆိုတော့အမြဲတမ်း3 ear ပေးနေရမယ်။ဘာလို့လဲဆိုတော့ဒီအိမ်လေးရင်ကနူးတို့ဘယ်အချိန်မဲ့ပြက်လာပြန်လာလုံခြုံနေထွေးစားနေအမြဲကြိုဆိုနေမဲ့နေရတယ်။ပြောဒီစောက်ထဲမှာလေး set topic တွေအများကြီးရှိရဆိုတော့ ori be topic ကိုအကျဆုံးနိုင်อืม အော်ဒီအချိန်ဆုံးတော့လို့ပြောမယ်ဆိုရင်ဒီ topic number 5ဖြစ်တဲ့နောင်နာအကင်းသောရှင်သန်ခြင်းဆိုတဲ့ topic လေးပေါ့နော်ဆရာမပြောတော့အလေးလေးအရာအားလုံးပြည့်ပြည့်စုံမှပျော်ရွှင်ရမယ်ဆိုရင်တော့ဒီဘဝမှာမပျော်ဘဲနေတတ်ရမယ်အဲ့အမှန်ပဲသိလားတို့ရတယ်ပျော်ရွှင်မှုတွေကိုပြည့်ပြည့်စုံခြင်းဆိုတဲ့အရာနဲ့တိုင်းတာကြတယ် တော်ရှင်စင်းဆိုတဲ့ဇကောကိုပြည့်ပြည့်စုံချင်းဆိုတဲ့တော့နဲ့ဖွားရင်ဆိုဖွင့်မိနေကြရင်ပြည့်ပြည့်စုံချင်းနေနောက်ကိုကမှုယူထုံမလိုက်မိပါစီနဲ့ဘဝမှာအနာယူတင်းတဲ့အချိန်မှာအနာယူပျော်တင်းတဲ့အချိန်မှာပျော်ပြီးရင်မောတင်းတဲ့အချိန်မှာရင်မောဖို့သတိရလိုက်ပါဒီဘဝကိုမနာရံပြေးကားလုံးကံရင်းရနေနေထိုင်ဖို့ကိုမေးလျော်သွားတဲ့အချိန်ကိုဖြစ်တာမျိုးရရှိရပေါ့နော်ဘဝကိုနောင်နာကင်းစွာရှင်သန်ရမယ်ဆိုရင်စီးမြင့်တစ်ခုကိုရောစစ်စစ်မမထားစီခြင်းနဲ့ ဒီလောက်ခဲ့ပြီလို့နောင်နာရတာဖြစ်ဖြစ်မလောက်ခဲ့ပြီလို့နောင်နာရတာဖြစ်ဖြစ်ဘလို့နောင်နာမျိုးမဆိုကိုယ့်ရဲ့စိတ်ကိုလေးလံပင်ပန်းစေရဲ့ပေါ့နော်ဘဝကိုအထင်ရှိအောင်ကြိုးရှိဖြတ်တန်းခဲ့ပျော်ရွှင်ရှိရာကိုပျော်ခဲ့နောင်နာမရမယ့်ကိစ္စမှန်သမျှကိုလောက်ခဲ့အချိန်ဆိုတာကအိမ်ပြန်ရမယ့်ရထားလိုပဲတချို့အချိန်တွေကရက်တန်ထားလို့မရဘူးနောက်ဆုံးရထားကိုကျွန်တော်ပြီအောင်တက်စီးခဲ့ဖို့ပဲလိုတာချို့အချိန်တွေကပြန်မရဘူးတချို့ငယ်ရွယ်မှုတွေကလည်းပြန်မရဘူး တချို့ပျော်ရွှင်မှုတွေကလည်းပြန်မရနိုင်ဘူးအဲ့ဒီအခိုက်အတန့်လေးတွေကိုစုပ်ကင်ဖို့လက်လွတ်ခံရင်အစားထိုးလို့ပြန်မရနိုင်တော့ဘူးပြီးတော့ဘဝမှာကိုလန်းကိုပဲတက်တက်မတ်ကြည့်ပြီးတော့ရှောက်တက်ဖို့လည်းလိုအပ်သေးတယ်ကိုယ့်ရဲ့ဘဝမျိုးကိုယ်မှာပဲတာဝန်ရှိရဲ့ဘု து လန်းကိုမှရှောက်ပြောမလိုက်နဲ့ကိုယ့်ဘဝကိုလန်းကိုတက်တက်မတ်နဲ့ဖြည်းဖြည်းမမှန်ရှောက်လန်းနိုင်ဖို့ပဲလိုတယ်ဘဝဆိုတာကတတတ ပြေးပွဲမှုကြာကြာပြေးနိုင်ဖို့အတွက်တက်လုံကောင်းနေမှာရှင်မယ်လေပြီးတော့ဆရာမဒီ topic ရဲ့နောက်ဆုံးက daily reminder လေးထည့်ရေးပေးထားရယ်အသက်5ဝရှိပုတ္တရိယပါကျုံးပါပြင်ပြောင်းလဲလို့မရတဲ့အရာတွေခင်းချုပ်လို့မရတဲ့အရာတွေစိတ်မဖြစ်စီပါနဲ့အခြားသူတွေကိုကိုဘယ်လိုကြွေးနေမလဲဆိုတာကအခုအလုံးမဟုတ်ဘူးပြင်ပန်းနေနိုင်ပါအရှုံးပေးစရာမလိုအပ်ပါဘူးကိုကိုဂရုစိုက်ဖို့အတွက်အချိန်ပေးပါ သင်ဟာချစ်ချင်းမေတ္တာနဲ့ထိုက်တန်ပါရဲ့မိအကိုကိုအခြားသူတွေနဲ့မနိုင်ရှင်ပါနဲ့နောင်နာမရှိအောင်နေထိုင်ပါအဆင်မပြေလဲရပါရဲဆိုပြီးတော့အဒီဆယ်ချက်ရေးပေးထားအပေါ့နော်အဲ့လေးကိုကိုယ့်ရဲ့အစာအုပ်တစ်ခုခုထဲမှာထည့်ရေးပြီးတော့နေရာကိုတစ်နေ့တစ်ခါလောက်ဖတ်ပေးပါပါနော်ဒီနေ့ဒူးအကြိုက်ဆုံး topic ကတော့ဘာလဲနူးอืมဒူးအကြိုက်ဆုံး topic ကတော့တတိရှိတော့ရှင်းတယ်ရင်းဆိုရယ် topic လေး already အဲ့ topic ကိုဖတ်ပြီးတော့ဒီကို့အပေါ်မှာရှီတမျိုး၊ကွက်ရတမျိုးနဲ့ဆက်ဆံတဲ့ဒီမျက်နှာဖုံးနဲ့လူဝေးပြီးတော့ အမားမလုပ်ထားလို့ရှိရင်နှူကအတန်ကြဲကြဲထွက်ရရမယ်ဆိုပေမဲ့လည်းတခါလေမှာဒီတိတ်ဆိတ်ချင်းဆိုတာကလည်းအကျေလောင်ဆုံးအတန်ဆိုလိုမျိုးပဲကိုကဘလောက်ပဲရှင်းပြရှင်းပြသူတို့ကယုံကြည်တာပဲယုံနေပြီးတော့သူတို့ကြားကျင်တာပဲကွက်ပြီးတော့ကြားတတ်တဲ့လူတွေနဲ့ပြဿနာဖြစ်တဲ့အခါမှာဆိုလို့ရှိရင်အရာရာတိုင်းကိုလိုက်ပြီးတော့ဖြေရှင်းနေဖို့မလိုပါဘူးပြကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့စိတ်အေးချမ်းမှုအတွက်ဘောင်ထရီချထားတင်ပြီးတော့တခြားသူကလည်းအဲ့ဒီဘောင်ထရီကိုလာပြီးတော့ကျူးကျော်အောင်မခံဘူးလို့ကိုယ်ရင်ကလည်းစပြီးတော့ကိုယ့်ရဲ့ဘောင်ထရီကိုမချိုးဖောက်ဖို့ ိုလိုအပ်တာ ਈ ပြီးတော့ကိုယ်စိတ်ကိုလုံခြုံစေတဲ့နေရာမှာပဲရှင်သန်နေတာနောက်တစ်ခါဝမ်းနေနေတဲ့လူရဲ့ရှင်မှာကိုယ့်ရဲ့ပျော်ရွှင်မှုကိုထုတ်မပြတယ်လို့ဒီအဆင်မပြေလူရှင်မှာလည်းကိုယ့်ရဲ့အဆင်ပြေချောင်းတွေကိုတွားပြီးတော့မကြွားဝါတင်တဲ့ဒီကျင့်ဝတ်လိုမျိုးမဖြစ်မနေလိုက်နာတင်တဲ့အခြေခံကျင့်ဝတ်အသစ်တွေရှိဖို့ပြီးတော့ကိုယ့်ရဲ့တာဝန်ကိုကိုယ်ယူရက်ဖို့ ပြဘသူမှကိုယ့်ရဲ့အကြောင်းကိုအချိန်ပြည့်လိုက်ပြီးတွေးနေမှာမဟုတ်လို့ဒီတခြားသူရဲ့ထင်မြင်ချက်တွေယူဆချက်တွေအောက်မှာကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ဘဝတွေကိုနင်မိုးမနေပဲနဲ့ကိုယ့်စိတ်ကိုယ့်ဘဝကိုယ့်ပုံစံလေးနဲ့ပဲရှင်သန်နေထိုင်ဖို့ပြီးတော့သူများရဲ့ insecurity တွေကိုလိုက်ပြီးတော့စကျင်နောက်ချင်းကိုယ့်ရဲ့ရှုံ့ချခြင်းတဲ့သူတွေနဲ့ကြုံလာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ်တိုင်ပဲလက်ခံနိုင်မယ်ပြီးတော့ကိုယ်တိုင်ကလည်းကိုယ့်ရဲ့ဖြစ်တည်မှုကိုမဝေဖန်သလိုတခြားသူကိုလည်းလာပြီးတော့မှကိုယ့်ဖြစ်တည်မှုကိုဝေဖန်ခွင့်မပြုဘဲနဲ့ တို့ကလာပြီးဝေဖန်နေဆိုလို့ရှိရင်လည်းအဲ့တော့ဘာဖြစ်လဲဆိုရဲစိတ်နဲ့ရှင်းတယ်မို့ ပြီးတော့စိတ်ကိုမူရိတာစိတ်လေးထားပြီးတော့နေရက်ဖို့ ਨੇ ကိုကိုကငါမလုံနိုင်ဘူးမတော်ဘူးဆိုရဲဒီ limiting belief ဆိုရဲကန့်သက်ချက်တွေမထားဘဲ ਨੇ ငါတော့လုံနိုင်တယ်ငါ ਨੇ ထိုက်တန်တယ်ဆိုရဲစိတ်ကိုထားပြီးတော့ဒီအတွေးတွေကိုရင်ဆိုင်ကြည့်ဖို့ပြီးတော့ကိုဘဝကိုလွတ်လွတ်လပ်လပ်နဲ့ရှင်သန်တွေးခေါ်ခွင့်ပေးဖို့ပြီးတော့ဘဝမှာရှင်သန်တဲ့အခါမှာဆိုရင်တတိရှိရှိနဲ့ရှင်သန်တတ်ဖို့လူမျိုးနူရဲ့စိတ်ကိုကွာစိတ်အဟာရဖြစ်စေအရာယူတိလိုက်ရတယ်။ဒါကြောင့်မို့လို့ဒီ topic ကဆိုလို့ရှိရင်တော့နူသဘောကြဆုံး topic ပဲ already ။ ဟုတ်တယ်နွေတောက်လုံးဝလေးစိတ်အဟာရရင်းတွင်းစရာရင်းအများကြီးကိုပေးရကျော်ရအရင်ကမထွေးမိရဒါကြောင့်ရှင်တန်နီကလည်းစရာရီကိုတွေးမိလာရင်နာကျင်မှုတွေကိုဘလို့ရင်ဆိုင်ရမလဲစရာရီကိုသိလာရင်ကိုယ့်ကိုယ်ထမိုးထားတဲ့ဖို့ကိုယ့်အတွက်ကိုအရင်တွေးမိဖို့ရင်းကိုနားလည်လာရင် self love နဲ့ selfish ကိုခွဲခြားတယ်လိုက်ကိုယ်ပေါင်းတွေကိုကိုထားတယ်လိုက်ရဲ့ဘဝကိုဘလို့နောက်တာခင်ခင်ရှင်တန်နေထိုင်ရမလဲဆိုရရင်ဟန်ဆက်ညီညီဘလို့နေထိုင်ရမလဲဆိုရရင်ကိုသိလိုက်ရင်အကောင်းမြင်စိတ်တွေကိုပို့ပို့ထားတယ်လိုက်ရင်ကံကောင်းခြင်းတွေကိုလက်ခံယူတတ်ဖို့အစဉ်သိပြင်ထားတယ်လိုက်အချိန်တိုင်းမြတ်မများပြေးနေစရာမလိုဆိုးထောင်းလို့တဲ့အမလဲဆိုရဲကိုသိလိုက်ပြောရမယ်ဆိုရင်တော့အများကြီးပါအများကြီးပါပဲသိလာရတာတို့ရဲ့ဟုတ်တယ်ဟုတ်တယ် နူးအတွက်လေဒီဆောင်းလေးကစိတ်ကို healing ဖြစ်စေဆောင်းလေးဆိုပုံမှန်ပဲဒီလားဒီဘဝကိုရှင်သန်တဲ့အခါမှာဘလို့စိတ်မျိုးထားပြီးတော့ရှင်သန်တဲ့လေဆိုတာကိုသိလိုက်ရတယ်အဲ့အကြောင်းမလို့ဒီ overall အနေနဲ့ဒီစာအုပ်ကို rating ပေးရမယ်ဆိုရင်누가တော့10မှာ8.5လောက်ကိုပေးခြင်းတယ် ပြီးတော့ဒီဆီယမဆူရှာမီရဲ့ရှင်တန်ချင်းရဲ့အဓိပ္ပာယ်ဆိုရဲဒီစာအုပ်က topic အခွဲအရင်းနဲ့တစ်ခုချင်းစီတစ်ခုချင်းစီကိုတေချာရေးထားအောင်မလို့ဒီခုဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့ဒီစာအုပ်လေးကိုဖတ်ဖြစ်တဲ့အခါကျတော့ရှင်ဖြည်းဖြည်းအင်းအင်းတေတေချာချာနဲ့ဒီစိတ်ထဲမှာဆွဲပြီးတော့ကြံနေခဲ့အောင်ဖတ်ဖို့ပြီးတော့လက်တွေ့မှာလည်းအဲ့လိုမျိုးနေထိုင်သွားဖို့ကိုလည်းတိုက်တွန်းနေပါတယ်ပြီးတော့ဒီမျိုးတိုက်တွန်းရင်းနဲ့ဒီနေ့ရဲ့ The Book Spot အစီအစဉ်အပိုင်းနှစ်ကလေးကိုအဆုံးသတ်လိုက်ရှင်ပါတယ်မျိုးတို့ဒီ The Book Spot အစီအစဉ်နှစ်ဆက်သူနှစ်အောင်လုံးကလည်းအဆုံး တီကြီးစုပေးခဲ့ရတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။အော်ဒါနဲ့မေးလို့အတိတ်တွေကိုသင်ခန်းစာယူရေးကြည့်ကြမယ်။ခုဆောက်ပန်တိုင်းမှာအကောင်းဆုံးနေကြမယ်။အနာဂတ်တွေကိုလှပဖန်တီးကြမယ်နော်။ကျားတို့ဘဝရဲ့ဆောင်ပုတ်ကိုမှတ်မိတယ်မို့လား။နောင်တအကင်အောင်ရေးကြအမယ်။ဆိုတော့တစ်ခေါက်တစ်ပြောပါမယ်။နောင်တအကင်ရှင်စွာမိထိုင်ကြရအောင်။